အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပရိသတ်တွေအားလုံးမင်္ဂလာပါဒါဟိုတနေ့တုန်းကကစားခဲ့တဲ့ကမ္ဘာဖလားခြေစပွဲဖြစ် Ireland နဲ့ Portugal ပွဲမှာနာမည်ကျော် Superstar Cristiano Ronaldo က56မိနစ်မှာတိုက်ရိုက်နီကက်ပြထုတ်ပယ်ခံရတဲ့အတွက်ကြောင့်ပွဲပယ်ပြစ်ဒဏ်ခံရဖို့ရင်ဆိုင်နေရပြီဆိုတော့ပေါ်တူဂီသင်းကအုပ်စုနောက်ဆုံးပွဲဖြစ်အာမေးနီးယားနဲ့ခံရမယ်အဲ့ပွဲကိုတည်ကြယုံနဲ့ခြေစပွဲအောင်မှာဖြစ်တယ် ဆိုပေါ်တူဂီအသင်းအနေနဲ့ခရစ်စတီယာနိုရိုနယ်ဒိုရဲ့အနီးကပ်နဲ့ပတ်သက်လို့သူတို့ဘက်ကစိုးရိမ်စရာအခြေအနေတွေရှိတယ်။တကယ်လို့ကွင်းလယ်တန်လူကြီးကဘလို့ပုံစံ report လုပ်ပြီးတော့ဒါ match report တင်ခဲ့မလဲဆိုတဲ့အချက်ပဲ။တကယ်လို့ကွင်းလယ်တန်လူကြီးကဒါဘယ်လိုပြောမလဲ။ဒါ violent content မှာပြစ်ဒဏ်ကျူးလွန်တယ်။ပုံမှန်အဖြစ်ပြ violent content မှာကစားမတယောက်ကပြိုင်ပွဲကစားမတယောက်ကိုဒါသရွေးထွေးတာတို့ ြေောင်းနဲ့ကန်တာတို့လက်တီပါတာတို့ခေါင်းတိုက်တာတို့ဒီလိုအချက်မျိုးတွေနောက်တစ်ခုကပြင်းပြင်းထန်ထန်ကြမ်းကြမ်းတန်းတန်းကစားတယ်ဆိုတဲ့အချက်တွေဒီချက်တွေနဲ့ထက်ထွက်ထားပြီးတော့ဒါပွဲပယ်ပြစ်တန်း၃ပွဲလောက်ထိပြစ်ထန်ချခံရနိုင်တယ်အနည်းဆုံး2ပွဲကနေ3ပွဲပုံမှန်အားဖြင့်က World Cup Qualifying ရဲ့ခြေစပွဲတွေအားလုံးမှာတိုက်ရိုက်အနီးကပ်ပြခံရတဲ့ Professional Foul တွေအတွက်ဥပမာထားပါတော့နှစ်ဝါတနည်းပဲဖြစ်ဖြစ်ပုံမှန်တိုက်ရိုက်အနီးကပ်ပြခံရရင်တပွဲပယ်ခံရမယ် အဲ့လိုမဟုတ်ဘူးဆိုရင် violent contact လို့သတ်မှတ်လို့ရှိရင်အနည်းဆုံး2ပွဲကနေ3ပွဲကျွန်တော်ဟိုတနေ့ကလည်းကျွန်တော်ပြောပြခဲ့ပြီးပြီဒါအခုလက်ရှိအနေထားရဘယ်လိုပြောမလဲဆိုတော့ဒါအခုလက်ရှိပေါ့လေကျွန်တော်တို့ world cup qualify မှာဥမာ wisest kaisero နဲ့ဒီ nicholas otamendi တို့ဒီ argentina နဲ့ ecuador ရဲ့နောက်ဆုံးပွဲကစားကြတဲ့အခါမှာ ောက်ဆုံးပွဲစဉ်ပြအိုက်ပွဲပြီးပြီးပြီး qualify မရှိတော့ဘူးအဲ့မှာခိုင်စီတို့ကနဝါတနည်းနဲ့ထုတ်ခံရတယ်ဆိုတော့သူကတပွဲပယ်ခံရတယ် automatic က straight run နဲ့ထုတ်ခံရတယ်တပွဲပယ်ခံရတယ်အဲ့တပွဲစီပယ်ခံရတဲ့အတွက်ကြောင့်နှစ်ယောက်စလုံးကကမ္ဘာဖလားဖွင့်ပွဲပွဲစဉ်ကိုလွဲချော်ကြပြီဆိုတော့ဒီနေရာမှာပေါ်တူဂီကစိုးရိမ်တဲ့အချက်ကတကယ်လို့ခရစ်စတီယာနိုရိုနယ်ဒိုသာ၃ပွဲပယ်ခံရရင်သူတို့အနေနဲ့ဥရောပဘောဒီ FIFA မှာအယူခံဝင်သွားမယ်ဝေါ်ကက် qualifying က UEFA ဘောလုံးဖွဲ့ချုပ် under ရူးစဲမှာဆိုပေမဲ့ FIFA ရဲ့ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်သူတို့က FIFA က discipline committee ကနေပြစ်ဒဏ်ချတဲ့အခါမှာပေါ်တူဂီကအယူခံဝင်ဖို့အသင့်ပဲဆိုတော့တကယ်လို့တပွဲပယ်ခံရရင်အာမေးနီးယားနဲ့ပွဲထွက်ပဲဖြစ်မယ်အဲဆိုတော့ပြဿနာမရှိဘူးဆိုခရစ်စတီယန်ရိုနယ်ဒိုကလည်းသူ့ကစားမတွေကိုသူ့ရဲ့ Instagram post မှာတင်ထားပြီးတော့ငါမပါဘဲနဲ့အကောင်းဆုံးကစားပြီးတော့ခြေစပွဲအောင်ကြပါဆိုပြီးတော့ပြောထားကြတဲ့ဒါကျွန်တော်တို့ post စီတောင်တက်နေပြီအဲ့နေရာမှာတကယ်လို့များ ဒီ discipline committee ကဒလန်ဂျီရဲ့ report ကိုကြည့်ပြီးတော့နှစ်ပွဲပဲပြစ်ဒဏ်ချရင် Ronaldo ဟာပွဲစဉ်တစ်ကမ္ဘာဖလားအဖွင့်ပွဲ အုပ်စုပွဲစဉ်ကိုလွဲချော်မယ်အဲ့လိုမဟုတ်ဘူးသုံးပွဲအထိပြစ်ဒဏ်ချမယ်ဆိုရင် Cristiano Ronaldo အတွက်ဒါအုပ်စုအဖွင့်ပွဲနှစ်ပွဲလွဲချော်ဖို့ရှိတယ်ကျွန်တော်အရင်တော့ကမမေရရ theory on re က Ireland ကိုလက်ထိပ်ပြီးတော့တွင်းသွားတဲ့နောက်ဆက်တွဲမှာသူ့ကိုနှစ်ပွဲပယ်ဖို့တယ်ကမ္ဘာဖလားမှာဆိုဒီလိုဖြစ်လေးပြစ်တာရှိတဲ့အခါမှာ I don't got Henry ကိုအယူခံပြင်သစ်ကဝင်တာပဲဝင်ခွင့်မရဘူး။ဒါပေမဲ့ပေါ်တူဂီကတော့ပြောထားပြီးသား Cristiano Ronaldo ရဲ့အနီးကပ်၃ပွဲပြစ်ဒဏ်ချခံရရင်တေချာပေါက်သူတို့အယူခံဝင်သွားမှာဖြစ်ပြီးတော့အဲ့အယူခံတို့က Ronaldo ပွဲပယ်မခံရအောင်သူတို့လှုပ်သွားမယ်လို့ဆိုထားတယ်။ဒီနေရာမှာတချို့ပေါ်တူဂီပိတ်သက်တွေက crazy နော်သူတို့စဉ်းစားရတာဘယ်လိုစဉ်းစားလဲဆိုတော့တကယ်လို့သား ရိုနယ်ဒို၃ပွဲအဝါကတ်ဒီ၃ပွဲပယ်ခံရလို့အုပ်စု၅ပွဲပယ်ခံရမယ်ဆိုရင်သူတို့ prefer ဖြစ်တာပေါ်တူဂီပလေးအော့အထိသွားပြီးတော့မှပလေးအော့ကနေကျော်ဖြတ်ရင်ရိုနယ်ဒိုပွဲပယ်လဲလွတ်မယ်ပွဲစဉ်တက်ကနေစပါရမယ်ဒါပေမဲ့အဲ့ player ကအမှန်တိုင်းပြောရင်ဗျာဒါအဲ့ဒါဆိုရင် player ဒီပြီးတချို့ပြည်သက်တွေပေါ့လေ social media မှာတင်ထားတာ player ဆိုရင်ဗျာတကယ်လို့ပေါ်တူဂီကမတော်တဆပွဲချက်ကြသွားရင်ဘယ်လိုလုပ်မလဲ player ကဗျာ semi final တပွဲ စီးဖိုင်နယ်တပွဲဖိုင်နယ်တပွဲနှစ်ပွဲကံမှာဆိုတော့တကယ်လို့အာမေးနီးယားနဲ့ပွဲတပွဲကအော်တိုပယ်မယ်ပလေးအော့နှစ်ပွဲဆိုရင်သုံးပွဲပယ်ရင်သူကမ္ဘာဖလားချေပွဲအောင်တာနဲ့တရားပေါက်ခံရမယ်ဒါပေမဲ့ကျွန်တော်ခုနပြောလို့အဲ့ပလေးအော့မှာအသင်းကောင်းတွေပါလာအောင်မှာဥပမာတူရကီဆိုလဲကောင်းတာပဲတရားပေါက်ဒုတိယရမှာဗျအီတလီလဲဒုတိယရမှာဒီလိုအသင်းမျိုးတွေရှိတယ်အသင်းကောင်းတွေနဲ့မတော်ဆတွေ့သွားရင်ပေါ်တူဂီတွေတို့ပေးသက်တွေတို့စိုးရင်စရာပဲဒါပေမဲ့ဘာကြောင့်အဲ့လိုပေးသက်ချိုးပေးသက်တွေစဉ်းစားလဲမသိဘူးရော်နယ်ဒိုပွဲစဉ်တပွဲတွေကစပါနိုင်ဖို့ ါဒါပေမဲ့ဒီနေရာမှာဘရူနိုဖနန်ဒက်စ်တို့နောက်တစ်ဖက်ကဂျောကန်ဆယ်လိုနဲ့ပိုတူဂီစားမှာအများစုကတော့သူတို့ရဲ့အိမ်မက်က ကမ္ဘာဖလားသူတို့ရဲ့အိမ်မက်ဖြစ်တယ်ကမ္ဘာသမားကမ္ဘာတွေအားလုံး entire world ကကမ္ဘာတွေအားလုံးရဲ့ dream ဟာလူဝေးစင်အသင်းနဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးမှာပါဝင်ဖို့နဲ့အောင်ပွဲရယူဖို့ဖြစ်တဲ့အတွက်ကြောင့်ကမ္ဘာတွေအနေနဲ့ပွဲစဉ်အားလုံးကိုအာရုံစူးစိုက်မှုအပြည့်နဲ့သူတို့ရဲ့ dream တွေကို reality ဖြစ်ပြီး နိုင်ငံအတွက်ဟီးရိုးဖြစ်ချင်တယ်လို့ဆိုထားတယ်ဘရူနိုဖနန်ဒက်စ်ကလည်းနောက်ဆုံးပွဲမှာနောက်ဆုံးဒီအာမီးနီးယားနဲ့ပွဲမတိုင်ခင် press conference မှာပြောထားတယ်ဂျောကန်ဆယ်လိုကလည်းပြောထားတယ်ဆိုတော့ခရစ်စတီယာနိုရိုနယ်ဒိုအတွက်ပေါ်တူဂီကတော့သုံးပွဲပယ်ခံရရင်အယူခံဝင်သွားဖို့ပြင်ဆင်သလိုချိုးပြိတ်သက်တွေက play off ကတောင်ကစားဖို့မျှော်လင့်ပြီးတော့ပွဲပယ်မခံရဖို့မျှော်လင့်နေကြတယ်လို့ဆိုထားသလိုတချို့ကလည်း ဲ့ခရစ်စတီယာနိုတို့ရဲ့ပွဲပယ်ထက်စာရင်ပေါ်တူဂီအရင်ဆုံးချစ်ပွဲအောင်တာပိုကောင်းမယ်လို့သူတို့ကပြောထားတယ်ဘလို့မြင်ကြလဲတေချာတော့ပေါ်တူဂီကနှစ်ပွဲဆိုလဲသူတို့တေချာပေါ့အယူခံဝင်ပါပဲသုံးပွဲဆိုလဲအယူခံဝင်ပါပဲဘာလို့ပွဲစဉ်1နဲ့2ကိုပွဲပယ်ခံရမယ်ဆိုရင်ဒါတော့အခုလောလောဆယ်ရော်နယ်ဒိုရဲ့ latest အနေနဲ့ပတ်သက်လို့ပေါ်တူဂီရဲ့ decision ပါအားလုံးကျေးဇူးတင်ပါတယ်